ခံထွားရင်နံပါတ်ကြီးမေးတင်မှာကျွန်တော် channel တစ်ချက်ရောင်းပေးမယ်ဒီ channel ကဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖန်ထွားရင်နံပါတ်ကြီးစွန်စိန်ထွန်းလန်းပေါ့နော်အဲ့လိုမျိုးလေးမှတ်ထားလို့ရတယ်ဆိုတဲ့နေသားမျိုးရှိပါတယ် ဆိုတော့ငါဒီ channel ကမျက်နှာစာကျွန်တော်တို့58ပေရှိမယ်အနောက်ကိုပေ180ရှိမယ်နောက်ပြီးတော့ကျွန်တော်တို့အနောက်အကျယ်ကတော့53ပေရှိတယ်ပြောမစင်အနောက်ဖင်ကျယ်သွားတယ်ဗောဗျာအနောက်ဖင်ကိုကျွန်တော်တို့53ပေဆိုတော့6ပေပူကျယ်သွားတယ်မျက်နှာစာထက်အဲ့လိုမျိုးနေတာမျိုးရှိပါတယ်ဆိုတော့ငါဒါလေးကပြောရမယ်ဆိုလို့ရှိရင်အိမ်တွေပါတယ်ဆိုင်ရန်တွေပါတယ်ဆိုပေမဲ့လည်းပိုင်ရှင်ခေါ်ရဲစီ3900နဲ့900မှာ ဝင်တဲ့လူကတော့ဒါကပြောရမယ်ဆိုလို့ရှိရင်အကုန်လုံးဖြို့မှာပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖန်မြို့ကြီးမှာဘီယာဆိုင်တွေလိုအပ်နေတယ်။ဘီယာဆိုင်တောက်ဖို့ကဆိုင်တွေအရင်ပြည့်ကျက်နေတယ်ဆိုတော့ကဘီယာဆိုင်တွေလာဖွင့်တင်တယ်ပေါ့နော်။အဲ့လိုမျိုးနေထားမျိုးဆိုတော့ကကျွန်တော်တို့ channel မှာတစ်ချက်တောက်ဖို့ကြည့်မယ်။ဒါကဈေးတန်းနေထားပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြို့တင်မှာက3,000နေစပြီးတော့ သိန်း6000သိန်း9000သိန်း8000အဲ့လိုမျိုးတော့မတက်သွားပဲနဲ့သိန်း9000အနေနဲ့ဒီနေ့ဆိုသိန်း9000တွေပါရင်တက်သွားတယ်တချို့ channel ဆိုသိန်း1000ဝဲတွေပါရင်ဖြစ်နေပြီဆိုတော့ကဒီ channel ရဆိုလို့ရှိရင်မျက်နှာစာအရှိလေး channel ဖြစ်ပါတယ်ကိုအနေနဲ့ဒီလိုမျိုး mainland မှာဂျီမေးတင်မှာ channel တွေဝယ်ဥပယ်စုထားခြင်းလဲဆိုလို့သူများအတွက်လည်းဒီ channel ရအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ channel ကိုတစ်ချက်သွားပြမယ်လား ကဲမျက်နှာစာတော့ခုနပဲတိုင်းထားတယ်ပေါ့နော်ဒီသူ့ရဲ့ဒီ area ပေါ့ဒီလမ်းမကြီးနဲ့ platform area လည်းတော်တော်လေးကျဲတယ်ကျွန်တော်တို့ပေ30လောက်ရှိတယ်နော်ဒါကလက်ရှိချန်ရှင်းရဆိုင်ကန်နေထားလေးတွေဖြစ်ပါတယ်ဒါကကျွန်တော် channel မှာကနဦးတစ်ချက်ဝင်ပြမယ်ပေါ့နော်အခုလက်ရှိချန်နေထားလေးဒါကလက်ရှိဆိုင်ကန်နေထားလေးပေါ့နော်ဒီမှာလာသူဆိုင်ကန်နေသူလောက်တာလေအဓိကတော့ဗျာ မြေကိုအဓိကရောင်ချပေးတာဖြစ်ပါတယ်ဒီလိုမျိုးရေတန်းတစ်ခုမှဝင်တဲ့လူအလုံးကလည်းအဲဒီဟဲမပါတဲ့အဆောက်အဦတွေဆိုတာထက်မြေကိုသဘောကျကြတယ်ပေါ့နော်အဲ့တော့ကနေအနောက်ချက်လှမ်းပြလိုက်တော့အနောက်မှာအိမ်တွေတိမ်ရှိမယ်နော်အဲ့လိုမျိုးနေထိုင်နေဖြစ်ပါတယ်ကျွန်တော်ကဒါကကျွန်တော်တို့မျက်နှာစာပေ48ပေအနောက်ကိုပေ100နဲ့80မှာ အနောက်ပိတ်လေက93ဖြစ်ဖြင့်ပူကျဲသွားတယ်။အဲဒီလိုမျိုးနေထားလေးပေါ့နော်ဒါကကျွန်တော်တို့ဒီအရှိလက်မိန်လမ်းမကြီးမေးတင်မှာရှားရှားပပဆိုတဲ့နေထားလေးဖြစ်ပါတယ်။အာနေချက်လေးတွေပြောရမယ်ဆိုလို့ရှင်ဘေးပတ်ဝန်းကျင်ပေါ့ဗျာဘေးပတ်ဝန်းကျင်မှာဒီမှာကြည့်လားအဲ့ဟာလေးတော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးကိုအပိတ်ဘေးပတ်ဝန်းကျင်လေးအပိတ်ပဲနေရင်ကြီးအပိတ်ကထားလားဟိုနောက်ဘက်ချက်မှာလည်းတဲခုကန်တစ်လုံးရှိတယ် ကဲခုခံကလည်းအပိတ်သွားနေတယ်ဆိုတော့အနေထားလေးတခုတော့ရှိတယ်ဆိုတော့ကဒီလိုမျိုးတစ်ဖက်ပိတ်သွားတယ်ပေါ့နော်လေတစ်ဖက်ပိတ်သွားတယ်ဆိုတော့အနေထားမျိုးတော့ရှိနေဒီလိုမျိုးအနေထားလေးကိုမိတ်ဆွေတို့နေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒါက3900နဲ့900ညီရင်းစီဖြစ်ပါတယ်ဈေးပွင့်နာပေးပါတယ်ဈေးကတော့ဒီထက်ထက်ကျဖို့မရှိတော့ဘူးဈေးတက်ဖို့ပဲရှိတော့တယ်စိတ်ဝင်စားတယ်ဆိုရင်ဆက်သွယ်မြန်မြန်စုံစမ်းလိုက်ပါလေကျေးဇူးတင်ပါတယ်